မင်္ဂလာပါမိတ်ဆွေနောက်လေ့ကျင့်ရှင်ကနေကြိုဆိုလိုက်ပါတခါတော့ကမြန်မာနိုင်ငံမှာရန်ကုန်တက္ကသိုလ်ဆိုတာအာရှတိုက်ရဲ့အကောင်းဆုံးတက္ကသိုလ်တွေကတခုဖြစ်ခဲ့ဘူးလေဆိုတာယနေ့ခေတ်လူငယ်တွေယုံနိုင်မှမလား1950ပြည့်လွန်နှစ်တွေတုန်းကအိန္ဒိချင်းထိုင်းမလေးရှားစင်ကာပူနိုင်ငံတွေကကျောင်းသားတွေဟာပညာသင်ခြင်းရန်ကုန်ကိုလာခဲ့ကြရပါတယ်စင်ကာပူဝန်ကြီးချုပ်လီကွမ်ယူကတော့ငါတို့စင်ကာပူကိုလောက်နှစ်20ကြာရန်ကုန်မြို့လိုဖြစ်အောင်ကြိုးစားရမယ်အားကြခဲ့ရတဲ့ခေတ်တစ်ခေတ်ရှိခဲ့ပူပါတယ် ဒါပေမဲ့အခုချိန်မှာတော့ရာအလုံးကပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။အာရှရဲ့ထိပ်သီးကနေကမ္ဘာအောက်ဆုံးစစ်ပညာရေးစနစ်တစ်ခုဖြစ်ထိုးကျသွားခဲ့ပါတယ်။ကျောင်းဆင်းလာတဲ့ဘွဲရလူငယ်တွေဟာအလုပ်လုပ်ဖို့အရေးချင်းမမီကြတော့ချမ်းသာတဲ့လူတွေကသားသမီးတွေကိုနိုင်ငံခြားပို့ထားကြပြီးစင်းရဲသားတွေကတော့စစ်ကြုံပညာရေးအောင်လမ်းပြောင်းနေကြရပါတယ်။ဒါဟာမတော်တဆဖြစ်သွားတာမျိုးမဟုတ်ပါဘူး။စီမံခန့်ခွဲမှုညံပြင်းလို့လည်းဖြိုဝါတာမျိုးမဟုတ်ပါဘူး။သမိုင်းပညာရှင်တွေနဲ့နိုင်ငံရေးလေးလာသုံးသက်သူတွေကတော့ဒါအာနာရှင်တွေကတမင်သက်သက်စနစ်တကျ ရည်ရွယ်ချက်ရှိရှိနဲ့ဖြည့်ဆည်းခဲ့တဲ့ဉာဏ်ပညာလောက်ကျမှုကြီးတစ်ခုလို့သုံးသပ်ကြပါတယ်။အာဏာရှင်တွေကပညာရေးကိုဘာဖြစ်လို့ကြောက်ကြရလဲ။ကျောင်းသားသမဂ္ဂအစာအုပ်ကြီးကိုဒိုင်းနမိုက်နဲ့ဖောက်ခွဲပစ်လိုက်တာဟာအစာအုပ်ကိုဖြည့်ဆည်းရလား။စိတ်ဓာတ်ကိုဖြည့်ဆည်းရလား။အဝေးတင်တက်ကတူဆိုတာလူငယ်တွေကိုပညာတက်စေခြင်းလို့လား။ဒီနေ့မှာတော့မြမပညာရေးစနစ်ကြီးကိုအမြင့်ကနေလိုက်စားသွားစေခဲ့တယ်။အာနာရှင်ရဲ့နှစ်ပေါင်း60ကျော်ကြာစနစ်တကျဖြည့်ဆည်းမှုတမိုင်းကိုစားမှာစောတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မြမပညာရေးရဲ့ကံကြမ္မာလယ်ပြောင်းကတော့1962ခုနှစ်မတ်လ2ရက်နေ့မှာစတင်ခဲ့။ဗိုလ်ချုပ်ကြီးနေဝဲဦးဆောင်တဲ့တော်လိုင်းကောင်စီကအာဏာသိမ်းလိုက်တဲ့ချိန်သူတို့ရဲ့အကြီးမားဆုံးသောရန်သူတွေကနိုင်ငံရေးသမားတွေမဟုတ်ပါဘူး။သူတို့ကြောက်ဆုံးရန်သူကတော့ចောင်းသားတွေပဲ။လွတ်လပ်ရေးတိုက်ပွဲကာလတစ်လျှောက်လုံးမှာចောင်းသားတွေကနိုင်ငံရေးရဲ့ဦးဆောင်သူတွေဖြစ်လာခဲ့ပါဗျ။သူတို့မှာစဉ်စားတွေးခွန်နိုင်စမ်းတွေရှိတယ်။မတရားတာကိုကောင်းကောင်းမခံတဲ့တတိရှိတယ်။အာဏာရှင်တွေကဒါကိုကောင်းကောင်းသိပါတယ်။ဒါကြောင့်အာဏာသိမ်းပြီးလေးလကြာ1962ခုနှစ် ဇူလိုင်လ9ရက်နေ့တမိုင်းဝင်ရက်ဆက်မှုကြီးကျူးလွန်ခဲ့ပါရန်ကုန်တက္ကသိုလ်ဝင်းထဲကတမိုင်းဝင်ចောင်းသားတက်မကအဆောင်ကြီးကိုចောင်းသားတွေထဲမှာရှိနေရတဲ့ဒိုင်းနမိုက်တွေတက်ပြီးဖြိုချဖျက်ဆီးပစ်လိုက်မနက်မိုးလင်းတဲ့ခါမှာတော့လွတ်လပ်ရေးတိုက်ပွဲပြရုံပြာမုံတိဖြစ်ခဲ့ရပါတယ်ဒါဟာဆာအုပ်တစ်ခုကိုဖျက်ဆီးလိုက်တာမဟုတ်ပါဘူးမြန်မာចောင်းသားတွေရဲ့စီးလုံးညီညွတ်မှုနဲ့လွတ်လပ်စွာတွေးခေါ်မှုတွေဖြိုချလိုက်တာပါအဲ့ဒီနေ့ကစပြီးတက္ကသိုလ်တွေကပညာသင်ကြားနေရမဟုတ်တော့ဘူးအာနာရှင်တွေရဲ့စောက်ကြည့်ထိန်ချုပ်ရာဂျင်းစကန်တွေလိုဖြစ်လာပါတယ် နေဝင်းခေရဲ့နောက်ထပ်ဆိုးရွားတဲ့ခြေလမ်းတစ်ခုကတော့မြမဆိုရှယ်လစ်လမ်းစီပညာရေးစနစ်ဆိုပြီးစတင်လိုက်တာပါပထမဆုံးလုပ်ရကတော့သာသနာပြုအကြောင်းတွေကိုပြည်သူပိုင်သိမ်းလိုက်တာစိန်ဘောစိတ်ဖရန်စစ်စားရကဘာစင်ပြီးပညာရေးသင်ကြားပေးနေတဲ့အကြောင်းတွေအစိုးရလက်အောက်ကိုရောက်သွားပါတယ်အဲ့ဒီအချိန်ကစပြီးတော့ရေသွေးရင်စတင်ကြဆင်းလာပါဒါနဲ့မကသေးပါဘူး1964ခုနှစ်လောက်မှာတက္ကသိုလ်ပညာရေးစနစ်တည်ဆိုပြီးပြောင်းလဲလိုက်ပါစိုးစုံချက်ကတော့အင်္ဂလိပ်စာသင်ကြားမှုကိုကန့်သက်လိုက်ခြင်းပါပဲ အရုပ်ကမြန်မာတွေမြန်မာလိုပဲသင်မယ်ဆိုတဲ့ကျင်းမြောင်းတဲ့မျိုးချစ်စိတ်နဲ့ကပတ်ပညာရက်တွေကိုမျက်ကွယ်ပြုလိုက်တာပါ။ရလက်ကတော့ဘာဖြစ်သွားလဲဆိုတော့ရှားဝင်ဖြစ်မဲ့သူတွေအင်ဂျင်နီယာဖြစ်မဲ့သူတွေကနိုင်ငံတကာစာအုပ်စာတမ်းတွေကိုဖတ်ရှုဖို့အခက်အခဲဖြစ်လာပါတယ်။ကမ္ဘာခေတ်မီနည်းပညာတွေနဲ့ဆက်ပြတ်သွားတယ်။မြန်မာနိုင်ငံကကမ္ဘာကြီးနဲ့ဆက်သွယ်ပြတ်ပြီးရေတွေနဲ့ကဖားဘဝကိုရောက်သွားခဲ့ရပါတယ်။ဒီခေတ်မှာပေါ်လာတာကလူရည်ကျွန်စီမံကိန်းမှာ ြည့်ရင်တော့ကောင်းသလိုပါပဲဒါပေမဲ့လက်တွေ့မှာတော့စိုးရကိုထောက်ခံမဲ့မိန့်နာခံမဲ့လူဒန်းစားတရက်ကိုမွေးထုတ်ဖို့ရည်ရွယ်နေခဲ့တာပါစင်စာတွေးခေါ်မှုထက်အာကုံဆောင်နိုင်မှုကိုဦးစားပေးတဲ့ကျက်တူရေးစာအန်စနစ်ဟာဒီခေတ်မှာမြင့်တွေ့ခဲ့တာဒီနေ့ထိပါပဲကျောင်းသားတွေကပါကြောင်လဲလို့မိကုံမထုတ်ရဲတော့ပါဆရာပြောတာကိုမှတ်စာမေးပွဲမှာအန်ချပြီးရင်မေးပြီးဒါဟာပညာရေးဖြစ်လာပါအောင်ကွာ88ခုနဲ့ရှစ်လေးလုံးရေးခင်းကြီးဖြစ်ပေါ်တဲ့အခါအာနာရှင်တွေထပ်ပြီးထိတ်လန့်သွားကြပြန်ပါတယ်။ဒီဒေါ်လန်ရေးကိုစတင်ခဲ့တာကကျောင်းသားတွေပါပဲ ရန်ကုန်စစ်မှုတပ်ကတူ RND ចောင်းသားတွေကစတင်မိမွေးလိုက်တာစစ်တပ်ကအာဏာသိမ်းပြီးတဲ့အခါဗိုလ်ချုပ်မူကြီးစောမောင်နဲ့တန်းရွှေတို့ကပညာရေးဘုပိုပြီးရက်ဆက်တဲ့နှီးပြူဟာကိုသုံးလာပါတယ်အဲ့ဒါကတော့တပ်ကတူတွေကိုနှစ်ရှည်လာများပိတ်ထားလိုက်ချက်စာတင်နဲ့တစ်နှစ်ကို3လ4လလောက်ပဲဖွင့်ပါတယ်ចောင်းသားတွေစုမိတာနဲ့ចောင်းကိုပြန်ပိတ်လိုက်တယ်၃နှစ်တက်ရမယ့်ဘွဲတစ်ခုကို6နှစ်9နှစ်လောက်တက်နေရတဲ့အခြေအနေဖြစ်လာပါတယ်ဒါပေမဲ့အဆိုးအဝါးဆုံးမဟာပြူဟာကတော့ចောင်းသားတွေကိုမျိုးပြင်ထုတ်လိုက်ခြင်းပါ ရန်ကုန်တက္ကသိုလ်လိုမျိုးမြို့ရဲကတက္ကသိုလ်တွေမှာကျောင်းသားတွေစုဝေးဇန်နာပြပွဲတွေဖြစ်လာနိုင်။ဒါကြောင့်မြို့နယ်အဝေးကြီးမှာရှိတဲ့လေခွင်းတွေတော်ရီထဲမှာတက္ကသိုလ်သစ်တွေသွားပြီးတော့တိဆောက်ထားပါတယ်။တက္ကုံတက္ကသိုလ်ရန်ကုန်ရှေ့ပိုင်းတက္ကသိုလ်နောက်ပိုင်းတက္ကသိုလ်ဆိုတာတွေပေါ်လာပါတယ်။ကျောင်းသားဖို့ကားစီရင်နှစ်နာရီသုံးနာရီကြာအောင်လှုပ်လိုက်။ကျောင်းသားတွေပင်ပန်းပြီးနိုင်ငံရေးစိတ်ဝင်စားနိုင်အောင်လူမစုမိအောင်ဖြိုခွင်းလိုက်တာ။အနာရှင်တို့ရဲ့အအောင်မြင်ဆုံးလှည့်ခွက်တစ်ခုကတော့ဝေးတင်တက္ကသိုလ်စနစ်ပါ။ ကမ္ဘာနိုင်ငံတွေမှာ distant education ဆိုတာအလောက်လောက်ရင်ပညာသင်ကျင်းသူတွေမတန်ဆွမ်းတွေအလံဝဲသူတွေတော့ကြီးရွယ်တာပေါ့ဒါပေမဲ့မြန်မာပြည်မှာတော့နိုင်ငံရေးမလုံနိုင်အောင်တီထွင်လိုက်တဲ့စနစ်တစ်ခုဖြစ်သွားပါတယ်ဒေးတက်ခွင့်ရတဲ့အမှတ်ကိုမြင်းလိုက်တယ်ចောင်းသားအများစုကိုဝေးတင်တက်ခိုင်းလိုက်တနေ့လုံးနေမှာ၁၀ရက်လောက်ပဲចောင်းတက်ဆာမေးဝဲနှီးမှာ short note ချက်ပြီးဖြစ်ရင်ပွဲရတယ်ဘာဖြစ်သွားလဲဆိုရင်ចောင်းသားတွေချင်းချင်းမတွေ့ရတော့ဘူးစာသင်ချိန်မရှိသလောက်နေသားလို့ပညာရေးချင်းလုံးဝမရှိတဲ့ဘွဲရလက်တွေထွက်လာ ဒီစနစ်ကနှစ်ပေါင်း30ကြာလာတဲ့အခါတိုင်းပြည်မှာပညာမဲ့ပွဲရည်တန်းနဲ့ချီပေါ်ပေါက်လာပါတယ်။ပွဲတော်ရည်အင်္ဂလိပ်စာမတတ်ဘူး၊ကွန်ပျူတာလည်းမတတ်ဘူး၊ critical thinking ကလည်းမရှိဘူး။နိုင်ငံတကာအလုပ်ကွက်ကိုဝင်ဖို့မပြောနဲ့။ပြည်ရင်းကုမ္ပဏီတွေမှာတော့အလုပ်လုပ်ဖို့ခက်ခဲလာပါတယ်။ဒါဟာအာဏာရှင်တွေလိုချင်တဲ့အုပ်ချုပ်ရလွယ်ကူတဲ့လူဒန်းစားကိုမွေးထုတ်လိုက်ခြင်းပါ။2010နောက်ပိုင်းဦးသိန်းစိန်အစိုးရနဲ့ NLD အစိုးရလက်ထက်မှာပြုတ်ပြင်ပြောင်းလဲမှုတချို့ပြုလုပ်ခဲ့ပေမဲ့ အမြင့်တွင်နေရဲ့ပြဿနာကကြီးမားလွန်းပါတယ်အဲ့ဒီချိန်မှာပေါ်လာတာကပုဂ္ဂလိကပညာရေးပါဆိုရကြောင်းတွေကိုမယုံကြည်တော့တဲ့မိဘတွေကပတ်စံရှိ International School တွေမှာ Private School တွေထားကြတယ်အဆက်မရှိတဲ့သူတွေကတော့ဆရာမလုံလောက်တင်ထောက်ကူမလုံလောက်တဲ့ဆိုရကြောင်းတွေမှာဆက်နေရပါတယ်ပညာရေးကအခွင့်အရေးမဟုတ်တော့တဲ့ကုန်ပစ္စည်းဖြစ်လာပါတယ်ငွေရှိမှပညာတတ်မဲ့ခေတ်ကိုရောက်လာပါတယ်နောက်တစ်ခုကကျူရှင်ရည်ချင်းမှုပါเจ้าကစာကိုเจ้ามาမတင်ပဲကျူရှင်မာမစာတင်တဲ့စနစ်ဆိုးရလာပါတယ် ဆရာဆရာမတွေရဲ့လာစားနေပါလုံးနိုင်ကလည်းဒီအဂတိလိုက်စားမှုတွေတွန်းအားပေးသလိုဖြစ်ခဲ့ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့စစ်တပ်ကနောက်ချိန်အာဏာသိမ်းလိုက်တဲ့အခါမှာတော့နလန်ထားစပြုတ်နေတဲ့မြမပညာရေးဟာအသက်ရှူရပ်သွားခဲ့ရပါတယ်။တောင်းနေချီရဲ့ဆရာဆရာမတွေပါမောက္ခရီယာမတရားမှုတွေကိုလက်မခံနိုင်လို့ CDM လို့ပြီးကျောင်းတွေကိုဆွန့်ခွာခဲ့ကြတယ်။ကျောင်းသားတွေကလည်းစစ်ကြောပညာရေးမတင်ဘူးဆိုပြီးကျောင်းမတက်ပဲတပိတ်ပေါက်ခဲ့ကြပါတယ်။ဒီအခြေအနေတွေကိုစစ်ကောင်စီကဘလို့ကန်တွေဖြည့်ရှင်းခဲ့လဲ။ ကျောင်းတွေကိုပြန်ဖွင့်တယ်။စာမတက်တဲ့သူတွေကိုဆေးရခန့်တယ်။အတန်းအောင်ဖို့လောက်ပဲရည်ရွယ်တဲ့စာမေးပွဲတွေလုပ်တယ်။ပိုဆိုးတာကပြိပခဖြစ်ပွားရာဒေသတွေကစာတင်ကျောင်းတွေကိုလေးမြန်နဲ့ပုံကျဲတာ၊မီးရှို့တာတွေကိုလှုပ်ဆောင်ခဲ့ပါတယ်။ပစီကြီးရွာကစာတင်ကျောင်းပုံကျဲခံရမှုကကဘာကိုတုံလှုပ်စေခဲ့ပါတယ်။စာတင်ငန်းတွေကစာတင်ရနေရာမဟုတ်တော့ပဲစစ်မြေပြင်တွေဖြစ်လာခဲ့ပါတယ်။ဒီနေ့အချိန်မှာမြမပညာရေးကတုံညာအောက်ကိုရောက်နေပါပြီ။မျိုးဆက်တစ်ခုလို့ပညာမေသွားမဲ့အန်နီယန်နဲ့ရင်ဆိုင်နေရပါတယ်။ ဒါပေမဲ့မိတ်ဆွေအမောင်ဆုံးချိန်မှာဂျယ်ရီလင်းဆုံးပါတော်လိုင်းဤကာလတွင်မှာ NUG ရဲ့ online ကျောင်းတွေတိုင်းရင်းသားဒေသတွေကကိုတူကိုရကျောင်းတွေမြေပြင်က CRM ဆရာဆရာမတွေရဲ့ကျိုးပန်းမှုတွေအာနာရှင်တွေမမျှော်လင့်ထားတဲ့ Federal ပညာရေးရဲ့အဆိုးညံ့တွေကိုဖြစ်ပေါ်စေခဲ့ပါအာနာရှင်တွေကစာအုပ်တွေကိုဖျက်ဆီးလို့ရပေမဲ့လူငယ်တွေရဲ့တင်ယူလိုစိတ်နဲ့အမှန်တရားကိုချစ်မြတ်လိုတဲ့စိတ်ကိုတော့ဘယ်တော့မှဖျက်ဆီးလို့ရမှာမဟုတ်ပါဘူးမြမပညာရေးပြန်လည်ရှင်သန်မှုဆိုရင်အာနာရှင်စနစ်ခြုံငိမ့်မှသာဖြစ်နိုင်ပါ မိတ်ဆွေရောမြမပညာရေးစနစ်ကိုပြုပြင်မယ်ဆိုရင်ဘယ်ကနေစတင်သင့်တယ်လို့ထင်ပါသလဲခေါမတ်မှာဆွေးနွေးပေးသွားကြပါဦးသမိုင်းမှန်ကိုတီးမှအနာဂတ်ကိုတည်ဆောက်နိုင်ပါပါဒီလိုဗဟုသုတရရစရာအကြောင်းအရာတွေကိုဆက်လက်တင်ဆက်ပေးသွားမှာမို့ knowledge generation ကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ကြီးစုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ